ဘင်းကြီးကသူတပားတဲ့တော့အုတ်ချုပ်တာတော့မဟုတ်ဘူး။သူစီတုံးကဘာဖြစ်လို့ခိုင်မင်းရတယ်လဲဆိုတော့သူကမူးကြီးမကြီးတွေနဲ့ဆွေးနွေးတိုင်မင်းပြီးတော့နားထောင်ပြီးမှသူလုတ်တဲ့လုတ်တဲ့လုတ်တိုက်တာတွေလုတ်တယ်။ကျွန်တော်တို့ဆရာ PR ဆရာသမားတွေပြောနေတယ် two way communication communication ဘာလို့ဆိုတော့ဘင်းတွေကဒါလုတ်စေဟိုကလုတ်စေပဲရှိတာလေပုံမှန်အဖျားဒါလူလူဘက်ကနေမှကျွန်တော်တို့ဒီလိုပြန်ခန်းစားနေပါဆိုတော့ပြန်လောက်ထားဆိုတော့ဘင်းတော်ရဲ့ဆန္ဒပေါ့မိုးနဲ့မိုးနဲ့မြင့်နေပါ PSK ကမဆိုးဘူးပေါ့ ဆရာတမိုင်းကြောင်းနေရတော့ဟုတ်ပြီပေါ့နော်ကျွန်တော်ကြည့်လာတော့ဒါဘုရင်တော်တမိုင်းကြောင်းအကုန်လုံးဟိုဟာတိရတာပေါ့ဒီမှာဆိုရင်တော့သူ့အရာရေးရတာလေးကျွန်တော်ဖတ်လိုက်အောင်ဒါတွေကနှစ်ချုပ်လေးတွေပါတော့ဆရာအဲကျွန်တော်တို့စိတ်ဝင်စားတာကြတော့ဘုရင်တော်ကဒီလောက်ကြီးမားချေပြတ်တဲ့မြန်မာနိုင်ငံလက်ရှိမြန်မာနိုင်ငံအသုံးစားအခြေဝင်ရှိတဲ့ဒီ empire ကြီးကိုတည်ထောင်နေတည်ထောင်ပြီးတဲ့အပြင်မှာမှာအမြဲတမ်းထူးခြားတာကသူ့ အုပ်ဆိုးသွားတဲ့သူပိုင်ဆိုးသွားတဲ့နယ်မြေတွေပေါ့အခုယူရီးယားပါမယ်ပနီပူတို့ပါအကုန်ပါတော့အာတာနော်အဲ့ဟာတွေအကုန်လုံးကလည်းသူ့ကိုတကယ်ကိုနက်နက်လို့လို့နက်နက်ခြိုက်ခြိုက်အာတကယ်လို့လို့လာလာသူတို့ယူရီးယားတွေရဲ့ဟောဆိုလို့ရှိရင်ကမတမတ်ရအရဆိုစကြဝဠာမင်းလို့တော့သူတို့ကသတ်မှတ်ကြတယ်ဆိုတဲ့အနေအမျိုးရောက်အောင်သူ့ရဲ့ administration သူဘလို့တွေအုပ်ချုပ်ခဲ့လဲသူဘလို့ပုံစံမျိုးတွေနဲ့ဒီအကုန်လုံးကို ဒီလောက်ထိသူ့ကိုစစ်ခင်ပြင်နေတကယ်ဟိုနတ်ဟိုနတ်မင်းတဘာကတကယ်သူအဲဂျွန်ဂျီလက်ခံပြီးတော့မလုပ်ပါအောင်သူရဲ့ PR scale တွေသူရဲ့ administration scale တွေပေါ့နော်ဆရာအဲ့ဒါအဲ့ဘက် shutdown ကနေပြောရင်တော့အဲ့ပို့ပေါ့ဟိုသူကဘောလေသူအုပ်ချုပ်သွားတဲ့ပုံကပြောရင်တော့ကျွန်တော်တို့အိန္ဒိယကအတော့ကမင်းကြီးကိုကိုပုံစံယူတဲ့သဘောအနေထားမျိုးတွေ့ရတာပေါ့ဘာဖြစ်လဲဆိုတော့အတိုင်းပြည်ကိုအုပ်ချုပ်တဲ့နေရာမှာ ဟိုဘာသာရေးဗုဒ္ဓဘာသာခြေခံပြီးတော့တမ်းပြီးဟိုအေးချမ်းအောင်လုပ်တယ်ပေါ့ဟိုအေးချမ်းအောင်လုပ်ရဲ့တန်းနဲ့မှမရတော့မှလက်နဲ့ကင်လုပ်တယ်ပေါ့နောက်ဆုံးကိုယ်ပြောရင်ပေါ့ဗျာအဲဟိုရန်သူတွေကိုတွေ့တဲ့အချိန်မှာရန်သူတွေဟေးကိုဟိုပြောရင်တော့စစ်ပွဲမှာမှာရှိသမျှဟာအကုန်တတ်တာဆိုတဲ့ဟာကဟိုတခြားပြည်နေနေနှမ်းရှင်ရင်ဟိုလုံးဝမရှိတလို့ပဲပေါ့ စစ်ပွဲဆိုတာတော့တတ်ကြတာပေါ့ဗျာစလုံးကျန်တာကမလို့အဖက်နဲ့မတတ်ဘူးဆိုတဲ့အနေထားပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုအရန်နိုင်ကပောင်းမှာနာမည်ကြီးတဲ့အဲသူတဲ့နှစ်200လောက်ဆောတဲ့အဲတဲ့ပေါ့မွန်ဂိုဟိုဂျင်ဂျစ်ခန်ဆိုရင်အဲစစ်ပွဲမှာသူကလည်းနဲ့ချရင်ချဟိုလည်းနဲ့စတဲ့အာပြောတယ်မင်းတို့ချရင်ဘာမှမလုပ်ဘူးဆိုရင်အဲဆိုရင်တော့ဘာမှတော့မလုပ်ပါဘူးတကယ်လို့လည်းနဲ့မချလို့ရတော့ အဲ့တော့စစ်ပွဲပြီးတာနဲ့တပြိုင်နက်တရားဝင်ချပုံသက်အဲဒီဘင်းအောင်ကအဲ့လိုမဟုတ်စစ်တိုက်ပြီးလို့လည်းချိုက်တာနဲ့တပြိုင်နက်အဲ့လူတွေမတက်ဘူးပေါ့တခါဆိုရင်ဟိုထတ်တလဲလဲပေါ့ရာတပုံထားတယ်ပြောလို့မရဟိုမရတဲ့တဲ့အုပ်စုတွေကိုသူတို့မိတဲ့အချိန်မှာလူတထောင်လုံးရှိတယ်အဲအများစုကတတ်ချင်ကြတယ်တဘောကဒါပေမဲ့ကျွန်တော်ဘာသွားတွေ့ရလဲလဲဆိုတော့ ဒီဘင်းကြီးကသူတပားတဲ့တော့အုတ်ချုပ်တာတော့မဟုတ်ဘူးပေါ့သူစီတုံးကဘာဖြစ်လို့ခိုင်မင်းရတယ်လဲဆိုတော့သူကမူးစီမကြီးတွေနဲ့ဆွေးနွေးတိုင်မင်းပြီးတော့နားထောင်ပြီးမှသူလှုပ်တဲ့လှုပ်တဲ့လှုပ်တိုက်တာတွေလှုပ်တယ်ပေါ့ဥပမာနောက်ဆုံးကုန်ပြန်ပြလူတစ်တောင်းကိုတားတော့မယ်လှုပ်တဲ့အချိန်မှာမူးစီမကြီးတွေကတတ်တဲ့နယ်လို့ဆုံးမြတ်တာတောင်းအဲ့ဒီအချိန်မှာဟိုယဟန်တော်တွေကအဲကဝင်ပြီးတော့ပြောတယ်ဆိုရင်သူကဗုဒ္ဓဘာသာလည်းလည်းယုံကြည်တဲ့သူဖြစ်တဲ့အတွက် အဲ့ဒီလူတောင်းကိုတုတ်ကြတာတော့နောက်တစ်ခါတကယ်ဟိုလက်တွေ့ပေါ့လေကျွန်တော်ကဒီဟိုပကံဝန်တော့ဥတင်ရဲ့မြမမင်းအုတ်ချုပ်ပုံစာတန်းကိုသူရတနာလုံနေရင်းနဲ့ဘာတော့တွေ့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီမင်းုံမင်းဟိုဟိုတီဘောမင်းရဲ့ခင်မှာဟိုမိကြီးမင်းသားတွေဖမ်းပြီးဖမ်းတာတော့ကျင်းဝင်မင်းကြီးတို့မပါဘူးမဟုတ်ပါတယ်ဒါပေမဲ့ကျင်းဝင်မင်းကြီးတို့ကအဲ့ဒီလူတွေကို တီးကြဟိုတိုက်တွေပါရင်ဆောက်ပြီးတော့စနစ်တကျနဲ့ပြန်ထားပြီးပြီးတော့ထိန်းချုပ်ဖို့လုပ်တဲ့ဟာကိုဟိုပြောရင်တော့ဒီခုနကတီဘောမင်းရဲ့အုပ်စုတွေကအစွန်းရောက်တဲ့အုပ်စုတွေရပေါ့ဗျာအဲ့ဒီဟွာတွေကိုတတ်ပစ်လိုက်တာပေါ့ကင်းဝေးမင်းကြီးကိုယ်တိုင်မသိဘူးဆိုတဲ့ဟာနောက်ပြီးတော့အဲ့ဒီလိုလုပ်တဲ့ဟာကဟိုကျွန်တော်တို့ဘင်းအောင်ရဲ့ညီးကိုနမူနာယူပြီးတော့အင်ဂျင်ဆောက်ပြီးတော့ကောင်းကောင်းမွန်မွန်ထားမယ်ဆိုတဲ့ဟာဆိုတဲ့ဟာကိုအထောက်ထားလဲတွေ့ရတာ ောက်ဆုံးကိုပြောမယ်ဗျာပေါ်တူပေါ်တူဂီစေဘာတွေကိုသူတို့တိုက်တော့နိုင်တယ်ဆိုရင်နိုင်နေရတဲ့အဲသူတွေကိုကျွန်တော်တို့ရွှေဘူဘက်ကအဲနားလေးမှာရွာတဲပေးထားတာအဲ့ဒါကအဲဒီဘင်းအောင်ခစ်ခဲ့ရနောက်ဆုံးကျွန်တော်တို့ဒီယူရီးယားဆိုရင်လေအဲထတ်တလဲလဲပုံကန်တာတောင်ပြန်နိုင်တယ်ဆိုရင်မတက်ဖဲနဲ့ဟိုပြောရင်တော့တရားဓမ္မနဲ့နဲ့ဖြည့်ရှင်းပေးခဲ့တဲ့အတွက် ခုယိုးကြတို့ဘာလို့ဆိုလဲဒီဘင်းတောင်ကိုကြည်ညိုလေးစားကြတာပေါ့အဲကြောင့်ဘေးဟဲခေါင်းဆောင်ပဲဖြစ်ဖြစ်သူ့ဟိုဆန့်ကျင်တယ်ဒါပေမဲ့မှားပါတယ်လို့တောင်းမှန်တယ်ဆိုရင်ခွင့်လွတ်ကြအာဒါတွေ့ရတာပေါ့အဲကြတော့ဟိုအချွတ်တဲ့နေရာမှာဒါခုနကသူကမြင့်တက်တရားပုံမှာလဲအခြေခံခဲ့တာခြေတက်တော့ရှိတာတွေ့ရတာပေါ့လေအဲကြောင့်စစ်ပွဲလဲသူကနိုင်အောင်တိုက်တယ်နိုင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 ်တဲ့တပြိုင်နဲ့လဲပြောရင်တော့အနိုင်မကျင့်ဘူးဆိုတာတွေတော့ရှိခဲ့တာ 那种可能路外外庙里嘛，哦、anyway,，都听到嘛嘛广场声音，嗯，边上面看的，但我啊，哎，都我没看没呢，俺路看的是喊庙，不是老庙，对呀。啊，那里啊，都也五处一嘛，啊，土家街的的出来咯，呃，对个呀吧。这里面是山路跑出来的，他就走那边啊，走那边大一点，对吧？你过来没？两边没有，没进厨房没有。好点，哎，叫多少？好点。 သာသမီလိုပဲအမွေးစားပြီးတော့ပြောရင်တော့ဗမာစိတ်တက်ကိုကိုဗမာရဲ့ပေါ့ဗျာသူခေါ်ပုံတွေးနည်းတွေကိုသိသွားတဲ့အဲဟိုသူကနောက်ပိုင်းယူရီးယားပြင်ဖြစ်တဲ့အတွက်အဲနောက်ပိုင်းမှာပြောရင်တော့ယူရီးယားကိုဟိုတိုက်လို့မရတဲ့ဟာတွေလေအဲ့ဒီအဲ့ဒီအချက်တွေပါနိုင်မယ်လို့လို့ထင်တာပေါ့ဒါပေမဲ့တခုခြေတော့ပေါ့ဒီအဲနောက်ပိုင်းကျတော့ တော့ဒီအလောင်းဖျားအာခေတုံးကသွားတိုက်တော့မရပါပဲစင်သူ့ရဲ့စင်ကြီးရှင်ကြတော့ပြန်ရသွားတယ်ဆရာအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဗဒုံမင်းလက်ထက်ရောက်လောက်မှာအာဟိုကျွန်တော်တို့ချင်းမိုင်ကအခုချင်းမိုင်လို့ခေါ်တဲ့ဘိုးတော်ပေါ့ဘိုးတော်လက်ထက်မှာဟိုတော့ခေါ်တဲ့ကျွန်တော်ဇင်းမေပေါ့ဇင်းမေဟိုဟို တင်းသွားလိုက်တာကျွန်တော်တို့ဟိုဘယ်တော့မှပြန်မရတော့ဘူးဟိုဟိုလင်းစင်းနဲ့ပါသွားပေါ့ပေါ့အဲ့ဒီနောက်ပိုင်းပါသွားတော့လင်းစင်းမှပါသွားတာလင်းစင်းနဲ့ဟိုအနေကတော့ယူရီးယန်းနဲ့ကတ်နေတာကိုဆိုတော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဟိုဘယ်လိုမှပြန်မရတော့ပေါ့ဟိုကျွန်တော်1990မှာတူချုံမြို့မှာအဲ့ဒီဟိုကျွန်တော်အာရှအဒီရာဇဝင်နဲ့ပတ်သက်တဲ့ညီလာခံရှိလို့ conference ရှိလို့ကျွန်တော်လည်းသွားတက်ပြီးတော့ကျွန်တော်ကအဲစရန်ဖတ်ခဲ့တာက ကုန်းမောင်ခေတိဘောခေမှာဟိုဟိုပြောရင်တော့နိုင်ငံရေးအယူဆအရာပါဟိုအစွန်းရောက်တဲ့သူနဲ့အစွန်းမရောက်တဲ့သူနဲ့ဆိုတဲ့အကြောင်းကိုစာတမ်းဖတ်ခဲ့တယ်ပေါ့အထူးသဖြင့်အဲဟိုဟာပေါ့ကျွေးမင်းကြီးကြောင့်မို့မို့ဟိုတိုင်းပြည်ကပြတ်ခဲ့တာမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်အထောက်ထားနေတင်ပြခဲ့ဒီမှာကျတော့သူအုတ်ချုပ်ခဲ့ဒီကျွန်တော်ပေါ့နော်နေရာကဇင်းမယ်လဲပါတယ်မဏိပူလဲပါတယ်လန်ဇင်းပေါ့ခုလာအောင်ဆိုပါလို့ ကွာဒီသူ့ရဲ့အုပ်ချုပ်တဲ့ကျွန်တော်တို့ဗမာနိုင်ငံတွင်းမှာဆိုသူရှိရဒီမှာပေါ့နေတဲ့ဖိလစ်ပိုင်ကတူတွေကဒီတိုင်ကျင်တယ်ဆိုခေါင်းလောင်းဖူးတဲ့အပြန်လဲဆက်ဆက်လို့ရအောင်တိုင်ကျလို့ရအောင်ဆိုတာမျိုးလေးသူမရှိလေဘူးဟုတ်ရှင်းတယ်မှာတဲ့ခုနကကျွန်တော်ပြောလို့ပဲဟိုကျွန်တော်ဗမာပြည်မှာတမိုင်းကိုလိလတဲ့အချိန်မှာဘယ်ဗမာရီရဲ့မင်းဆက်တွေကအဲပြောရင်တော့အတောကမင်းကြီးကနေပြီးတော့နှွဲလာတယ်ဆိုတဲ့ဟာဒီယူဆရှိကြအယူဆရှိတာဟုတ် အဲ့ကြတော့ဒါအိန္ဒိယမှာတောကမင်းကြီးတို့လက်ဟိုလက်ထက်တဲ့ရှိခဲ့တာအဲ့ဒီအဲ့ဒီမက်ကနီဇင်ကိုဟိုဘာမှပြရလဲယူတယ်ဆိုတာဖြစ်ဖြစ်ဖို့ကများပါဒါအခုကျွန်တော်တို့ဆရာ PR ဆရာသမားတွေပြောနေတယ် two way communication ပါနော် communication ဘာဆိုဘယင်တွေကဒါအလုတ်စေဟိုကအလုတ်စေပဲရှိတာလေပုံမှန်အဖျားဒါလူထုဘက်ကနေမှကျွန်တော်တို့ဒီလိုပြန်ခန်းစားနေပါဆိုတော့ပြန်လောက်ထားဆိုတော့ဘယင်တော်ရဲ့ဒါဒါဟိုမိုးနဲ့မိုးနဲ့မြင့်နေပေါ့ PR scale ရမဆိုးဘူးပေါ့ ဟုတ်အဲ့အဲ့ဒါကြောင့်မဟုတ်ဘူးဗျာနိုင်ငံအုပ်ချုပ်ရေးထဲမှာဒါကြောင့်မို့ကျွန်တော်တို့ကဟိုရှေးတုန်းကလုပ်ခဲ့တဲ့စနစ်တွေထဲမှာလည်းကောင်းတဲ့ဟာတွေကိုလေ့လာပြီးတော့ကျွန်တော်ကပြန်သုံးသင့်တယ်လို့ကျွန်တော်ပြောနေရအဲ့ဒါပဲပေါ့ဆရာနောက်တစ်ခုလေဟုတ်ဟိုကျွန်တော်ဖတ်ဖို့မဖူးလောက်ဆိုလို့ချင်းမြမတမိုင်းမှာသခင်နောင်ငါစသွားတယ်လို့ပြောရမှာเนาะကျွန်တော်တို့အခုဒီခေတ်စကားနဲ့ဆိုရင်တော့ဟို social welfare ပေါ့သူကဒီသူ့ဘဝထဲမှာရှိတဲ့ လူအိုဆင်းရဲနေကောက်တယ်မိဘမဲ့ဆင်းရဲနေကောက်တယ်ကဲဒုက္ခတာဆင်းရဲနေကောက်တယ်အကုန်လုံးပေစာကောက်ပြီးတော့မှဒီလူတွေကိုဒါဘရင်ရဲ့ဟိုဟာအနေနဲ့ကိုထောက်ပံ့ဒီစာစာရင်းတွေဝေးထိုင်ရေးဆိုတဲ့ဟာကြီးအကုန်လုံးထောက်ပံ့တယ်ဆိုတဲ့ဟာသမိုင်းမှာအထင်ရှားရှိတော့ဆိုသူရှိခက်မှလည်းကျွန်တော်ကြားတော့မကြားဘူးအဲ့အဲ့ပုံစံမျိုးတိတိကျကျတိတိကျကျလောက်တဲ့ ပုံစံမျိုးပေါ့ဟိုတီးကြကြပေါ့ပေါ့လုပ်တဲ့ပုံစံမျိုးကဟိုမရှိဘူးလို့တော့မပြောနိုင်ဘူးထောက်ထားမရှိတာလို့ဖြစ်နိုင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကဟိုထောက်ထားတွေကိုပုံတကူးစရာကကျွန်တော်တို့ကအထူးခေါ်ကအိန္ဒိယကနေယူထားတော့အိန္ဒိယမှာခုနကအသောကမင်းကြီးကလုတ်ခဲ့ပြီးတာလေအဲ့တော့လုတ်ခဲ့ပြီးတာဆိုတော့မလုတ်နိုင်ကြတော့အကြောင်းမရှိဘူးပေါ့ အဲ့တော့ခုနပြောသလိုပဲအတောကမင်းကြီးရဲ့လမ်းစဉ်ကိုဟိုလိုက်တာဖြစ်တဲ့အတွက်အတောကမင်းကြီးလုတ်တဲ့ပုံမျိုးတိုင်းဒီဘင်းတော်နဲ့လုတ်လုတ်ဖို့ကများတယ်လို့ထင်တာပေါ့လေဟိုကျွန်တော်တို့အခုပေါ့ဗျာဟိုကျွန်တော်တကယ်သူတင်တာလုတ်တာမင်းနှုတ်နဲ့ဒီဘောလုတ်တော့မင်းနှုတ်ရင်ခင်မှာကျွန်တော်ဥပဒေအဲ့ဒါတော့ဥပဒေထုတ်တဲ့ဟာလေကိုပါတယ်ပေါ့ဟိုဒီအခွန်ကောက်တယ်ဆိုရင်အဲ့ဒီအခွန်ကို ဟိုပြောရင်အသက်ကြီးတဲ့လူတွေစီမကောက်ရဘူးတို့အလုံးမလုံးနိုင်တဲ့လူတွေခုနကဟိုမကျမ်းမာဖြစ်နေတယ်တို့တို့နောက်တစ်ခါကမတန်ဆွမ်းဖြစ်နေတယ်အဲသူတွေစီကနေပေါ့ကောက်ရဘူးဆိုတော့အမိန့်ကိုထုတ်တာဆိုတော့အဲ့တော့ဒါကြောင့်မို့လဲခုနကဟိုကျွန်တော်တို့မင်းတို့မင်းကသူ့ကိုသူသူအတော်ကမင်းကြီးဆိုတဲ့သူလည်းအဲ့လိုဟာမျိုးတွေအတွေးခေါ်ရှိတယ်ဆိုတဲ့ဟာမျိုးဟိုလုတ်ခဲ့တာအဲ့ဒါပေါ့ဒါမို့ တန်ခါရနာတင်တာလည်းအဲလေအဲ့ဒီကိုအတူယူတင်နေတဲ့တဲ့ဘောပဲလေဒါပေမဲ့ကျွန်တော်တို့စီကဒါအိန္ဒိယရဲ့ဆရာပြောသလိုအိန္ဒိယယဉ်ကျေးမှုကနေဟိုယူထားတာတွေလည်းအများကြီးရှိတယ်ပြီးတော့ဟိုကျွန်တော်တို့လူမျိုးတွေရဲ့တကယ်ခေါင်းထဲမှာလည်းအတောကကရေသွင်းပေါင်း7000လေးကောင်ရေကန်ပေါင်း7000လေးကောင်ပါ냐ဆိုပြီးတော့မှဒီတကယ်ကိုကြီးကြပ်မြတ်မြတ်တဲ့ဘုရင်တစ်ပါးအဖြစ်ကျွန်တော်တို့ကလက်ခံရတဲ့အခါကျတော့ဘုရင်တိုင်းကလည်း ဟလာအဲ့လိုမျိုးပြူကျင်တာပေါ့နော်အဲ့တိုင်းလှုပ်ရှင်ကြပါဦးနော်အဲ့လိုမျိုးမို့လုတ်ချင်ကြတော့ပေါ့ရာဒါတော့ထုံးစံပေါ့ပေါ့ကျွန်တော်တို့ဘုဒ္ဓဘာသာလည်းအိန္ဒိယလာတယ်ဆိုတော့ယဉ်ကျေးမှုကလည်းအိန္ဒိယလာတယ်ဆိုတော့အိန္ဒိယရဲ့အင်းကောင်းမင်းမြတ်အကောင်းဆုံးစံပြကအတော်ကမင်းကြီးဖြစ်နေတာကိုကျွန်တော်တို့တကားပေါက်တယ်တကားပေါက်လို့ပြောပြီးတော့လေးလားဟုတ်တကားပေါက်ဟိုဘင်းအောင်ဒီကြိုက်ရတကားပေါက်ပါအတိုင်းတစ်ခုကိုတကားပေါက်ငါးပေါက်ထားတယ်ကို 好,不好，咱们不用分开的，下里回去就得了，知道吗？哎。